တမတော်တဲ့ကိုအသက်18နှစ်မပြည့်သေးပဲနဲ့အသက်လေဝင်းသူတွေရှိနေတယ်လို့နေပြည်တော်စစ်ရေးချုပ်ယုံတော်ဝင်ရှိသူကပြောကြားလိုက်ပါတယ်ဒီသတင်းဥမျက်သူအောင်ပေးပို့ထားတော့ဗျာတမတော်နဲ့သတင်းမီဒီယာတွေကြားသတင်းစီစဉ်မှုချောမွေဖို့အတွက်ဒီဇင်ဘာလ20ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့အလုံယုံဆွေးနွေးပွဲမှာနေပြည်တော်စစ်ရေးချုပ်ယုံကဘုံမူကြီးတောင်းကအခုလိုထည့်သွင်းပြောကြားသွားတာပါ18နှစ်အသက်လိန်လိန်ပြီးတော့ဝင်လာအချို့ကြတော့ဝင်ရင်တော့ဝင်ရင်တော့အသက်လိန်ဒါလေးကျွန်တော်ကျွန်တော်ဖြစ်ပါတယ်တို့တော့ကျွန်တော် ပြန်ပြန်ပြီးတော့ကျွန်တော်တို့လွတ်ပေးနေရအခုဆိုနောက်ဆုံးကျွန်တော်တို့အသက်မှအောင်ဆိုပြီးတော့တော့ပညာရေးရှင်းရှိတဲ့ဟိုစစ်တီတွေအရင်ကဆိုကျွန်တော်တို့ကရေးဖတ်ဆိုရင်ခေါ်တယ်ခု follow လေးလမ်းလေးလမ်းဆိုမှပဲခေါ်တော့တယ်ဒါကြောင့်မို့ကျွန်တော်တို့နောက်ပိုင်းဟိုရေးဖတ်ရေးဖတ်ရေးဖတ်ဆိုရဲဟိုတက်သားတွေတက်တော့ဖြစ်လာတယ်ကျွန်တော်တို့နောက်ဆုံးတစ်ပြေးနဲ့ဟိုဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီဆွေးနွေးပွဲမှာပုံနှိပ်မီဒီယာသမားတွေအနေနဲ့သတင်းရေးသားဖော်ပြတဲ့အခါမြန်မာစစ်တပ်ဆိုတဲ့အတုံးအနှုံတွေအစိုးရတပ်ဆိုတဲ့အတုံးအနှုံတွေအစား တမတော်လို့တာသုံးနှုံးပေးဖို့မြစ်တာရက်ခံသွားခဲ့ပါတယ်။ကျွန်တော်တက်တော်နေတဲ့တိုက်ပွဲတွေကိုတွေ့တာတတိကောင်စလုံးတွေဆိုအားလုံးနဲ့တည်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအခေါ်အမှန်လေးကိုဒီမှာတက်တော်လို့ခေါ်မဆိုရင်လည်းအပန်းတော်မကြည့်တော့ဘူးထင်ပါတယ်။အဲတော့ကျွန်တော်ကဒီဒီကိုတွောတယ်ပေါ့ကျွန်တော်လောလောဆယ်မှာတက်မတော်ကတူရဲရှိမှဖြစ်တဲ့အတွက်လည်းနဲ့ကန်ထားတဲ့ပညာလူတွေပေါ့လည်းနဲ့ကန်တိုင်းသားပညာလူတွေကတော့ကျွန်တော်တော့မှဖြစ်ပါတယ်။အဲ့ဒီလူတွေကိုဒီမှာခေါ်ဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံချင်ပါတယ်။ ဆွေးနွေးပွဲမှာသတင်းမီဒီယာသမားတွေကတမတော်နဲ့ပတ်သက်ပြီးသတင်းတွေရယူရမှာဥပဒေချိုးဖောက်နိုင်တဲ့အချက်တွေကိုမေးမြန်းခဲ့တယ်လို့တမတော်ဘက်ကလည်းနောက်တစ်ချိန်တွေးဆုံတဲ့အခါမှာအသေးစိတ်ထုတ်ပြန်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်။တမတော်နဲ့သတင်းမီဒီယာသမားတွေရဲ့နောက်တစ်ချိန်တွေးဆုံမှုကိုလာမယ့်ဇန်နဝါရီလထဲမှာပြုလုပ်ဖို့သဘောတူထားပါတယ်။ကျွန်တော်ကတော့မျက်တူပါပါ